ပါလို့မေလာပေါ့နော်မေလာ၁၀ရက်နေ့ကနေပြီးတော့မေလာ၁၉ရက်နေ့အတွင်းမှာနော်ပထမတော့ကျွန်မ၁ရက်စာ20ရက်နေ့ထိပြောမယ်လို့စဉ်းစားထားတာပါဒါပေမဲ့19ရက်နေ့တပတ်စာပဲကျွန်မအရင်ဆုံးနေလိုက်ပေါ့နော်ဆောင်းရင်ဆောင်းရင်ဒီပြောပါမယ်ဘာကြောင့်လဲဆိုတော့ဗီဒီယိုဖိုင်အရင်ရှိတယ်ဆိုလို့ရှင်လဲကြည့်ရတာလीအဆင်မပြေဖြစ်မှာဆိုလို့ပါနော်အဲ့တော့ မေလ10ရက်နေ့ကနေပြီးတော့မေလအဲ16ရက်နေ့အထိเนาะအဲ့ဒီကာလအတွင်းမှာနေ့လိုက်ကောင်းဆိုးတွေနဲ့နေ့လိုက်ဆောင်ရံရှောင်ရံတွေကိုပြောပြသွားမှာပါဒီကာလတွေမှာတော့ကျမတို့เนาะဂျူအနေထားတွေရအပြောင်းလဲတွေရှိပါတယ်ဂျူအနေထားတွေပေါ်မှာမူတည်ပြီးတော့နေ့လိုက်ဆောင်ရံရှောင်ရံတွေကိုကျမပြောပါမယ် မေလ10ရက်နေ့ပေါ့နော်မေလ10ရက်နေ့ ਆ ဆိုလို့ရှိရင်ကျမတို့စနေနေ့ကြပါတယ်မေလ10ရက်နေ့ ਆ နေ့ချမ်းပါတယ်နော်တည်စီတတ်တဲ့မြစ်စုယုတ်နဲ့ဆင်းရဲဒုက္ခတွေကြုံတွေ့စီရတဲ့ကာနယုတ်ကြတဲ့နေ့ဖြစ်ပါတယ်ပြောမယ်ဆိုရင်တော့ဒါနေ့ချမ်းနေ့သဘောရှိပါတယ်နော် အမောင်ကာလာကတော့နော်မနက်3နာရီကနေစပြီးတော့အမောင်ကာလာဝင်ပါတယ်။နောက်နနက်9နာရီကနေပြီးတော့နနက်10နာရီ30အတွင်းဒါတွေကအမောင်ကာလာဖြစ်ပါတယ်နော်။အဲ့တော့ဒီလိုအမောင်ကာလာတွေမှာတော့ကျမတို့ကကိုယ့်ရဲ့အောင်မြင်စီလိုတဲ့ကိစ္စတွေကိုရှောင်ကျင်တာတော့အကောင်းဆုံးပါပဲပေါ့နော်။မေလာစေရနေ့ဟာညချမ်းနေအတွက်ကျမတို့နော် ဘာရွတ်တင်တယ်လဲလို့ပြောရင်မူလင်းလေးကเนาะမြစ်တာတော့ပူဇော်ပါပြီးရင်ဂုံတော်၉ပါးပူဇော်ပါဂုံတော်၉ပါးကိုကျမတို့ပတိတပတ်လောက်စိတ်ပါနောက်ဗုဒ္ဓန္တနကိသမိဓမ္မန္တနကိသမိတန်ခန္တနကိသမိပေါ့เนาะတရဏဂုံကိုတီးပါเนาะအခြားဘာသာဝင်တွေကလည်းအခြားဘာသာကိုးကွယ်တဲ့သူတွေကလည်းကိုယ့်ရဲ့သက်ဆိုင်ရာဘာသာအလိုက်ပေါ့နော်ဒါ ဘာသာရေးဆိုင်ရာနော်လှုပ်တင်လှုပ်ထိုက်တာတွေလှုပ်ပါလို့ကျမကမြစ်တာနဲ့တိုက်တွန်းပါတယ်။အဲ့ဒီလိုနေမှာကံကောင်းတဲ့အရက်ကတော့အရှိတောင်ရပါနော်။ကံကောင်းစေတဲ့အရာကတော့အဖြူရောင်သို့မဟုတ်နုနှစ်ရောင်သို့မဟုတ်နန့်သာရောင်တွေကကံကောင်းစေတဲ့အရာဖြစ်ပါတယ်။ဟုတ်ပြီ။စနေနေ့မှာဘလို့ဆုံးကိုကတ်ရည် နော်အခါရစိုးနေနေဆိုလို့ရှိရင်တော့နော်တာကူကတ်လို့ရပါတယ်နော်တာကူအခါရစိုးကတ်လို့ရပါတယ်မေလ17ရက်နေ့မှာတော့နော်သူကတော့သူကအကောင်အစိုးနှစ်မျိုးစလုံးကြုံနိုင်နေနေဖြစ်ပါတယ်နော်ပစ္စည်းဥစ္စာတွေပေါများစေတတ်တဲ့ဘရုံမာယုတ်နဲ့ပစ္စည်းဥစ္စာတွေကုန်ဆုံးစေတတ်တဲ့လုံမကယုတ်ရထားတဲ့နေဖြစ်ပါတယ် အမောင်ကာလကတော့မနက်6နာရီကနေပြီးတော့ညနေ12နာရီအတွင်းအချိန်ကာလမကောင်းပါဘူးတနင်္ဂနွေနေ့ရဲမှာမေလ17ရက်နေ့ကကဆုံလာပြီနေ့ဖြစ်ပါတယ်ညောင်ရီသွန်းမွဲလေးဖြစ်ပါတယ်ဒါပေမဲ့အခါတော့เนาะနေ့လိုက် ဂျူရီရအခါတော့မကောင်းပါဘူးเนาะအဲ့လိုကာလတွေမှာတော့ကျွန်တော်တို့ပို့ပြီးတော့ကုသိုလ်ရေးကိုလုပ်တင်ပါတယ်เนาะကုသိုလ်ရေးလုပ်တယ်ဆိုတာကျွန်တော်တို့အပျော်ပါးတွေအဲ့လိုအဲ့လိုနေမှာမူရတောက်စားတာတွေမလုပ်ပါနဲ့ရံဖြစ်တာတွေဒါမျိုးတွေကိုရှောင်မှာ တတ်နိုင်ဆုံး၉ပါးသီလယူမယ်ပြီးရင်မေတ္တာဘာဝနာပွားမယ်ပေါ့နော်မေတ္တာဘာဝနာပွားမယ်အဲကျွန်မသက်ဆောင်ကမ္မထံ၄ခုရှိရယ်ပထမကဗုဒ္ဓနုတ္တိပေါ့နော်ပြောမယ်ဆိုတော့ဘုရားရဲ့ဂုဏ်တော်တွေကိုပွားတာဒါကိုဗုဒ္ဓနုတ္တိပွားတယ်လို့ဆိုပါတယ်နော်ဗုဒ္ဓနုတ္တိပွားမယ်ပြီးရင်မေတ္တာဘာဝနာပွားမယ်ပြီးရင်ကျွန်မတို့ကအာနာပါနကမ္မထံပေါ့နော်အာနာပါနကမ္မထံအထုတ်မယ် ဒီရင်ကျမတို့ကမရဏနုတ္တိပေါ့နော်မရဏနုတ္တိအတုပကမ္မထံကိုပွားရင်လေရတယ်မရဏနုတ္တိပေါ့နော်ကမ္မထံကိုပွားတယ်ဆိုလို့ရှိရင်လည်းရပါတယ်နော်အဲ့လိုနေမှာတော့ကျမကဟိုသွားဒီသွားဟိုလဲဒီလဲရှောက်ပြီးတော့နော်အဲ့လိုသွားကြတာထက်ကျမကတော့အိမ်ကဖះမှာတံပေါက်စိုးပေါ့ အခါရဆုံးကတ်မယ်ဆိုရင်ဓာတ်ပေါက်ဆုံးကတ်လို့ရပါတယ်။ကန်ကောင်းလက်ပွင့်စီရဲ့အရက်ကတော့တောင်ရက်ဖြစ်ပါတယ်။ရွတ်ပွားမယ်နော်။ဂုံတော်ကတော့ဂုံတော်ကွန်ချာဖြစ်ပါတယ်နော်။အဲ့လိုနေမှာကျမတို့ဂုံတော်ကွန်ချာပူဇော်မယ်။မေတ္တာဘာဝနာပွားမယ်။ပြီးရင်အတုပကမ္မထံအားထုတ်မယ်ပေါ့နော်။ဒါမျိုးလှုပ်ဆောင်တဲ့နေလို့ကျမကမေတ္တာနဲ့အကြံပြုပါတယ်။မေလာ စနေရနေ့တနင်္လာနေ့ကတော့သူကတော့ရက်ကောင်းပါတယ်เนาะစတာရုပ်နဲ့တိုးတက်ကြီးပွားစေတဲ့တဲ့မိတာရုပ်ရထားတဲ့နေ့ဖြစ်ပါတယ်ဒီလိုနေ့ကောင်းတဲ့နေ့မှာတော့ကိုယ့်ရဲ့เนาะငွေကြီးပိုင်းဆိုင်ရာအောင်မြင်စေလိုတဲ့ကိစ္စတွေလုပ်ငန်းဆိုင်ရာအောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မှုသိလျော်ပါတယ်ပေါ့เนาะအဲရှောင်းရဲ့အမောင်ကာလာကတော့မနက် 3ည3ညနာရီရနေပြီးတော့မနေ့6နာရီ38မိနစ်အတွင်းမှာအချိန်မကောင်းပါဘူးအခါမကောင်းပါဘူးသို့တော်တနေ့လုံးအခါကောင်းတဲ့အတွက်ငွေကြီးဆိုင်ရာကိစ္စတွေနဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်သင့်ပါတယ်မေလ7ညနေပါနော်မေလ7ညနေမှာအရက်အနေနဲ့ကတော့အနောက်ရက်ဟာကံပွင့်လက်ပွင့်ပါတယ်နော် အယောင်နေနေဆိုလို့ရှိရင်တော့အဖြူရောင်မိကိုရောင်ယောဂီရောင်ပေါ့နော်ဒီလိုအယောင်တွေကကံအားကိုအထောက်ပံ့ပြုစေမယ့်အယောင်တွေဖြစ်ပါတယ်ဒါရာအနေနဲ့ရွပွားလိုတဲ့လူတွေဂါရာအနေနဲ့ကတော့ဒီလို အကာလမှာเนาะငွေဝင်ဃာတာလို့ပြောတဲ့เนาะဒီဝါတပတိဃာတာကိုပူဇော်မယ်ဆိုလို့ရှိရင်လည်းပတိတပတ်ပေါ့ဒီဝါတပတိဃာတာကိုပတိတပတ်ပူဇော်နိုင်တယ်လို့ပဲဂုံတော်ကွန်ချာကိုပူဇော်မယ်ဆိုလို့ရှိရင်လည်းဂုံတော်ကွန်ချာကိုကိုးကောက်ပူဇော်ပေးပါဒါဆိုလို့ရှိရင်တော့เนาะလက်ဒါဖတောင်းမှုပါလိမ့်မယ် မေလ23ရက်နေ့မေလ23ရက်နေ့ကတော့သူကအကောင်းအဆိုးနှမျိုးစလုံးတွဲနေတာတွေ့ရပါတယ်เนาะစက်တီမင်္ဂလာရှိစီတဲ့တီရီဝိဆာယုတ်နဲ့เนาะမနက်7:00နာရီ23မိနစ်မှာပျက်စီးဆုံးရှုံးစီတဲ့တဲ့ဝစီယယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်เนาะအဲ့တော့အကောင်းနဲ့အဆိုးနှမျိုးစလုံးတွဲနေတဲ့နေ့ဖြစ်ပြီမြင့် အမောင်ကာလပေါ့နော်အမောင်ကာလဆိုတာလည်းအရေးကြီးပါတယ်အမောင်ကာလမှာကိုကလှုပ်ဆောင်နေဆိုရင်ဘာလှုပ်လှုပ်အစင်မပြေတတ်ဘူးမအောင်မြင်တတ်ဘူးပေါ့နော်အဲ့ဒါကြောင့်အမောင်ကာလကတော့မနေ့9နာရီ16မိနစ်ကနေပြီးတော့ည9နာရီ16မိနစ်အတွင်းကတော့အမောင်ကာလဖြစ်ပါတယ်เนาะအဲ့ဒီအမောင်ကာလကိုရှောင်ပြီးတော့လှုပ်ဆောင်မယ်ဆိုရင်တော့လှုပ်ဆောင်ပါ အဲ့ဒီနေ့မှာကျမတို့ကံကောင်းလက်ပွင့်စေတဲ့အရက်ကတော့အရှိတောင်ရက်ဖြစ်ပါလေเนาะအဲရောင်ကတော့ကျမတို့အဝါရောင်เนาะနောက်နန့်သာရောင်ဒါလေးတွေကောင်းပါတယ်เนาะနောက်နီညူရောင်ပေါ့เนาะဆုံးကမဲ့ဆိုလို့ရှိရင်เนาะကျမကတော့ဘာဆိုးကိုနဝင်းဆုံးကတ်စ်နေလို့ကျမယူဆပါတယ်เนาะအဲ့လိုနေ့မှာနဝင်းဆုံးလူတန်းမှာပြီးရင်เนาะကျမတို့ဂုံတော့ပွားပါ နော်မေတ္တာဘာဝနာပွားပါနော်အဲ့ဒါကိုလေကျွန်မမေတ္တာနဲ့အကြံပြုပါတယ်မေလ14ရက်နေ့ဗုဒ္ဓဟူးနေ့ရတော့သူကချမ်းသာရစေတဲ့နော်ချမ်းသာကြီးပွားစေတဲ့သောမြာယုံနဲ့နေ့17နာရီအလွန်မှာတော့သူကပစ္စည်းဥစ္စာတွေဆုံးရှုံးစေတဲ့တွဲချယုံနော်ကောင်းတဲ့ယုံနဲ့မကောင်းတဲ့ယုံနှစ်ခုတွဲနေတယ်နော်အထူးသဖြင့် အချိန်ကာလကလည်းရှောင်းရင်အချိန်ကာလကလည်းမနက်9နာရီ16မိနစ်ကနေပြီးတော့ည16မိနစ်9နာရီ16မိနစ်ထိအချိန်ကာလမကောင်းပါဘူးเนาะအဲ့တော့အဲ့ဒါအမှောင်ကာလပါအဲ့တော့နေ့အနေနဲ့ကတော့အကောင်းအဆိုးနှမျိုးစလုံးရောနေတဲ့နေ့ဖြစ်တဲ့အတွက်တချို့ကိစ္စတွေကိုကိုကအမှောင်ကာလကိုရှောင်ပြီးတော့လှုပ်ဆောင်မယ်ဆိုရင်တော့လှုပ်ဆောင်နိုင်ပါတယ်ဒါပေမဲ့တနေ့လုံးအမှောင်ကာလဖြစ်နေတဲ့အတွက်တော့ဂရုစိုက်ရပါမယ် ကံကောင်းလက်ပွင့်စေတဲ့အရက်ကတော့အနောက်အရက်ဖြစ်ပါတယ်နော်အယောင်ကတော့ဖြူယောင်နော်ကျမကတော့အဖြူယောင်ပြီးတော့အစိမ်းယောင်ကောင်းကင်ပြာယောင်ပေါ့နော်အပြာယောင်အဲ့လိုအယောင်လေးတွေကအဲ့ဒီနေ့မှာကံတရားကိုအထောက်ပံ့ပြုပါလိမ့်မယ်ရွတ်ဖတ်တဲ့ခါတာကတော့နော်မြတ်တာဘာဝနာပွားမယ်ပြီးရင်အတုပ္ပ ကမထမ်းပေါ့နော်ဒါမျိုးကိုပွားများနေဒါဘာဝနာပွားမယ်ပေါ့ရွတ်ဖက်သစ်နဲ့ဂါရာကတော့ပုပ်ကနာတုတ်ကိုရွတ်ဖက်ပါယာဟုစံပြုတ်ဆိုးကပ်ပါလို့ကျွန်မမြစ်တာနဲ့တိုက်တွန်းပါတယ်နော်မေလ15ရက်နေ့မေလ15ရက်နေ့မှာတော့သူကနေ့ကျန်းပါတယ်နော် ေစေတတ်တဲ့မြေစုယုံနဲ့ဆင်းရဲဒုက္ခတွေကိုတွေးကြုံစေတတ်တဲ့ကာနာယုတ်ရထားတဲ့နေ့ဖြစ်ပါတယ်။မနေ့၃ည၃ညနာရီကနေပြီးတော့ညနေ၃နာရီအတွင်းအမောင်ကာလဖြစ်ပါတယ်။ပြောမယ်ဆိုရင်တော့တနေ့လုံးနေပါပဲเนาะ။အခါမကောင်းဘူးပေါ့เนาะ။အခါလည်းမကောင်းဘူး။ရထားတဲ့ယုတ်တွေလည်းမကောင်းတဲ့အတွက် 15ရက်နေ့ကြာသပတေးနေ့မှာဂရုစိုက်ပါမေတ္တာဘာဝနာပွားများပါအဲ့လိုနေ့မှာတော့ရွတ်ဖတ်တဲ့ဂါထာကတော့သံဗုဒ္ဓေဂါထာကိုပတိတပတ်စိတ်သိမ့်ပါတယ်။ခံကောင်းလက်ပွင့်စေတဲ့အရက်တကတော့အရှိတောင်အရက်ဖြစ်ပါတယ်။เนาะစိုးနေနဲ့ဘာလူတန်းမလဲလို့ပြောရင်နဝင်းစိုးနဝင်းစိုးကျမတို့ကတ်လူတန်းနိုင်တယ်လို့ပဲเนาะဘာလူတန်းလို့ရသည်လဲ။ ပြောရင်တော့เนาะကျမတို့ရာခုစိုးနဲ့လက်ဖက်လဲလှူဒန်းလို့ရပါတယ်เนาะဒီလိုနေမှာတော့ကျမအဲနဝင်းစိုးနဲ့လက်ဖက်လှူဒန်းတာပို့ပြီးတော့ကောင်းမှန်ပါတယ်เนาะကန်တရားရဲ့အထောက်ပံ့ကိုရရှိစေစိတ်တယ်เนาะအယောင်ဝိစင်သင်းနဲ့အယောင်ကတော့เนาะအဲဘာဘာအဝါရเนาะပြီးနန့်သားရဒါမျိုးအယောင်ကတော့နောက် ယောဂီအောင်ပေါ့နော်အဲ့လိုအောင်ကတော့ကန်တရားရဲ့အထောက်ပံ့ကိုရပါလိမ့်မယ်နော်ဒီနေ့မှာတတိထားတင်တာကတော့နော်ရှင်ပြူတာတို့အိမ်ဆောက်တာတို့နော်ညီတန်းတာတို့နော်အဲ့လိုမျိုးကိစ္စတွေကို15ရက်နေ့မှာလုံးဝမလုပ်ပါနဲ့နော်အဲ့လိုလုံးဝလုံးလုံးမရတဲ့နေ့ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့နော်ဒါက ဆိုးတဲ့အခါဖြစ်တယ်လို့ပဲเนาะတနေ့လုံးအမောင်ငိမ်ဖြစ်တယ်လို့ပဲရထားတဲ့ရုပ်ကလည်းစိရဲ့ဒုက္ခတွေကိုတွေးကြုံစေတတ်တဲ့ရုပ်နဲ့သိစေတတ်တဲ့ရုပ်ရထားတဲ့အတွက်လုံးဝအမြင်စေလို့တဲ့ကိစ္စတွေကိုဘလို့ကိစ္စမျိုးကိုမှ မလုံးသင့်ပါဘူးလို့ جماعه အကြံပြုပြီးတော့တိုက်တွန်းပါတယ်မေလ16ရက်နေ့เนาะစနေနေ့ကတော့ sorry မေလ16ရက်နေ့တောက်ကြနေပါเนาะတောက်ကြနေ့ကတော့เนาะ အဲကောင်းတဲ့ရုပ်ရထားပါတယ်เนาะသုတိယရုပ်နဲ့သုဘရုပ်ရထားတယ်သုဘရုပ်ဆိုတာချမ်းသာကြီးပွားစေရတဲ့ရုပ်ကသုဘရုပ်ပါเนาะចောင်းအိမ်တိုက်တာတွေကိုဆောက်လုပ်ဖို့အတွက်ကောင်းကောင်းတဲ့နေ့ပေါ့เนาะဒီလိုနေ့ရတော့ဒါတွေကောင်းတဲ့နေ့လို့ပြောလို့ရပါတယ်အမောင်ကာလကတော့မနက်7:00နာရီခွဲရနေပြီးတော့နေ့7:00နာရီအတွင်းကတော့အမောင်ကာလဖြစ်ပါတယ်เนาะကျန်တဲ့အချိန်တွေမှာကျမတို့ ကိုယ့်ရဲ့အောင်မြင်စေလိုတဲ့ကိစ္စတွေကိုလှုပ်ဆောင်မယ်ဆိုလို့ရှိရင်တော့ရှောင်ရင်အမောင်ကာလကိုရှောင်ပြီးတော့နော်လှုပ်ဆောင်လို့ရပါတယ်။နော်ရေရင်းတူတာတွေအိမ်ပေါ့နော်အိမ်ပြင်မှုပဲဖြစ်ဖြစ်အိမ်ဆောက်တာပဲဖြစ်ဖြစ်မြေတန့်တာပဲဖြစ်ဖြစ်နော်အလှလှုပ်တာပဲဖြစ်ဖြစ်နော်ရှင်ပြူတာပဲဖြစ်ဖြစ်ရဟန်းခန္ဓာပဲဖြစ်ဖြစ်မင်္ဂလာယူပြီးတော့လှုပ်ဆောင်မယ်ကိစ္စတွေကို မေလ16ရက်နေ့မှာလှုပ်ဆောင်မှုသိလျော်ပါတယ်เนาะကံကောင်းလက်ပွင့်စေတဲ့အရက်ကတော့တောင်ရက်ဖြစ်ပါတယ်เนาะအခါရကတ်လူရမယ်ဆုံးကတော့လက်ဖက်ဆုံးဖြစ်ပါတယ်ရွတ်ဖက်ပူဇော်သိတဲ့ဂါထာကတော့မြစ်တာတုတ်ပြီးခန္ဓာတုတ်ပြီးရင်ကျမတို့နော်မြစ်တာတုတ်ခန္ဓာတုတ်မောရတုတ်ရွတ်ဖက်ပူဇော်ဖို့အတွက် ဟိုပြီးသိနေရပါတယ်။တမုတ်တွေကတော့ပဋိတပတ်စိတ်ရင်လည်းသိတော့ပါတယ်။ဂုံတော်ကွန်ချာကိုနော်ကိုးကပူဇော်ပြီးရင်လည်းကိုးပူဇော်ပြီးရင်လည်းသိနေရတဲ့နေ့ဖြစ်ပါတယ်။အဲ့တော့ကျမအနေနဲ့ကတော့နော်မေလ16ရက်နေ့ထိကျမနေ့လိုက်ဆောင်းရှောင်းရဲ့နေ့နေ့အခါကြောင့်ကျမ ညဝေပြီးပါပြီအဲ့တော့ဒီကာလမှာကျမချစ်တဲ့သူတွေအားလုံးကိုကျမကကုသိုလ်ရေးတွေများများလုပ်ဖို့ကျမမေတ္တာနဲ့တိုက်တွန်းပါတယ်နော်လောဘကြီးဒုက္ခကြီးတွေဒေါသကြီးတွေလည်းဒုက္ခကြီးတဲ့ကာလဖြစ်တဲ့အတွက်နော်လောဘကိုကျမတို့ကိုချင်းစာစိတ်ကလေးနဲ့ကျမတို့ထိမ့်ပါမယ်ဒေါသကိုတော့ကျမတို့မေတ္တာစိတ်ကလေးနဲ့ပဲထိမ့်ပါမယ်เนาะ လို့ဒေါသတွေလောဘတွေမောဟတွေကို ထိန်းနိုင်ပါမှဒီကာလဟာကျမတို့တတ်တာရရမယ်ကာလဖြစ်ပါတယ်เนาะအဲ့တော့လူတဲ့ခါကျတော့လေကျမတို့อ่ะเนาะဟိုလောဘနဲ့မလူဟာဘာဖြစ်ချင်လို့เนาะကိုယ့်ရဲ့အကျိုးစီးပွားပေါ်မှာအခြေခံပြီးတော့လှူတာမျိုးမလုပ်ဖဲနဲ့တကယ်လိုအပ်နေတဲ့လူတွေကိုစိတ်ထဲကနေမြတ်တာစေတနာအပြည့်အဝနဲ့ လူတန်းမှာလို့ကျမကမြစ်တာနေတိုက်တွန်းအပ်ပါတယ်ရှင်အဲ့တော့ချစ်တော်သူပြန်အားလုံးကျမ်းမာကြပါစေ